င်္ဂလာပါဒီနေ့ဝေရှင်လေးလုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ AI ပုံတွေထုတ်ဖို့အတွက်ကိုယ်တိုင်စာရေးစရာမလိုဘဲနဲ့ copy prompt လုပ်ပြီးတော့ပုံထုတ်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ်အရင်ဆုံးဒီပုံထုတ်ဖို့အတွက်ဝေတော့ဒီ Chrome နဲ့ဝင်မယ်ပေါ့နော် Chrome နဲ့ဝင်ပြီးပြီဆိုလို့ဆိုရင် search bar မှာ talk prompt ဆိုပြီးတော့ရိုက်ရှာလိုက်ပါ T O K P R O M P T ဆိုပြီးတော့ရိုက်ရှာလိုက် Top Rung ဆိုပြီးတော့ရိုက်ရှာပြီးဆိုလို့ဆိုရင်ဒီမှာအောက်နားမှာရှိတဲ့ Top Rung website ထဲဝင်ပါမယ်မြဝင်ပြီးသွားပြီဆိုရင်အခုလိုမျိုးပေါ်မယ်ပေါ့နော်အခုလိုမျိုးပေါ်ရင်ဒီမှာလက်ကလေးနဲ့ဆွဲကြည့်လိုက်အောက်နောက်မှာပုံနေအများကြီးပဲကိုကဘယ်ဒီဇိုင်းကိုလိုချင်တာလဲကိုလိုချင်တဲ့ဒီဇိုင်းကိုရွေးလို့ရတယ်ပေါ့နော်ရွေးစရာပုံနေအများကြီးရှိပါတယ်ကိုစိတ်ကြိုက်ပုံကိုရွေးပါဒီမှာ အောက်မှာရှိတဲ့ view more prone ဆိုတာကိုနှိပ်လိုက်ရင်ဒီထက်ပိုများတဲ့ပုံတွေတွေ့မယ်ပေါ့နော်။ဒါဒီနေရာကိုတစ်ချက်နှိပ်လိုက်။နှိပ်ပြီးသွားပြီဆိုလို့ဆိုရင်ကြော်ညာဝင်တဲ့အခါကျရင်ဒီမှာ view နဲ့မှာရှိတဲ့ close ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ။ကြည့်ပြီးရင်ဒီမှာပုံနေပုံများတဲ့ပုံတွေကြာလာတယ်ပေါ့နော် ကဲဝေးရဥပမာအနေနဲ့ပုံတပုံကိုလှုပ်ပြမယ်ဒီမှာကားနားမှာရက်နေတဲ့ပုံကိုလှုပ်ပြမှာဆိုတော့အဲ့ဒီပုံကိုလက်ကလေးနဲ့ထောက်လိုက်ရင်ဒီမှာ view prompt ဆိုပြီးတော့ပေါ်လာတယ်အဲ့ဒီနေရာကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ဆိုရင်အခုလိုမျိုးပေါ်လာတယ်ပေါ့နော်ဒီမှာပေါ်လာတဲ့ခါကျလို့ဆိုရင်ဒီမှာတွေ့လာသူတို့ရေးထားပြီးစား prompt ရေးထားပြီးစားပေါ့နော်ဒီလိုပုံထုတ်ဖို့အတွက်ဘယ်လိုမျိုးရေးရမယ်ဆိုတော့ English လို့ရေးထားပြီးစားအဲ့တော့ကိုကဒီသူတို့ရေးထားတဲ့ဟာကို copy လုပ်ရုံပဲ ဒီနားမှာရှိတဲ့ coffee prune ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ copy လုပ်ပြီးသွားပြီဆိုရင်တော့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုရင်ဝေတော့ကဒီပုံနောက်ထပ်ပုံထုတ်ဖို့အတွက်ဒီ Gemini app ထဲကိုဝင်မယ်ပေါ့နော် Gemini app ထဲကိုရောက်ပြီဆိုလို့ဆိုရင်အောက်နောက်မှာရှိတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်မယ်ပြီးရင်ဒီမှာ gallery ထဲမှာရှိတဲ့ကိုယ်စိတ်ကြိုက်ပုံတစ်ပုံကိုရွေးပါ ကိုလိုချင်တဲ့ပုံတပုံကိုရွေးပြီးပြီဆိုလို့ဆိုရင်တော့ at ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါ at ကိုနှိပ်ပြီးသွားပြီဆိုရင်ဒီမှာအောက်မှာပေါ်လာလိမ့်မယ် as gemini ဆိုပြီးတော့မှပေါ်လာတယ်အဲ့ဒီနေရာကိုတစ်ချက်လက်ကလေးနဲ့ဖိလိုက်ရင်ဒီမှာ p a s t e p ဆိုတာလေးပေါ်လာတယ်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက် ဲ့ဒါလေးကိုနှိမ့်လိုက်မယ်ဆိုရင်စောနာကဝီတို့ coffee ကူးထားတဲ့အစာလေးရောက်လာလိမ့်မယ်ပေါ့နော်ဒီမှာ search bar မှာပေါ်လာလိမ့်မယ်ပေါ်လာပြီဆိုရင်ဘေးနားမှာရှိတဲ့မြားလေးကိုတစ်ချက်နှိမ့်လိုက်ပါနှိမ့်ပြီးသွားပြီဆိုလို့ဆိုရင်ဒါဂျမနိုင်းကကိုယ့်အတွက်ပုံထုတ်ပေးနေပြီပေါ့နော်ကဲပုံကြတာပြီဆိုရင်ဒီပုံကိုဆေးဖို့အတွက်ပုံကိုလက်ကလေးနဲ့ထောက်လိုက်မယ်ထောက်လိုက်မယ်ဆိုလို့ဆိုရင် အပေါ်မှာ SAVE safe ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့ဒါလေးကိုတစ်ချက်နှိမ့်လိုက် နှိပ်ပြီးသွားပြီဆိုရင်ပုံကကုတ်ဖုန်းထဲမှာစိတ်ပြီးသွားဖြစ်သွားပါပြီ။ကဲဒီလောက်ဆိုရင်တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာအားလုံးသိသွားကြပြီလို့ထင်ပါတယ်။အားလုံးစင်ပြေကြပါစေ။